မန္တလေးမြို့မှာပျောက်ဆုံးနေတဲ့ကလေးနှုတ်ကိုတေဆုံးလျက်ပြန်လည်တွေ့ရှိပြီးကျွလွန်သူလိုယူဆရတဲ့ဆယ်ကျော်သက်လူငယ်လေးဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။မလာနေရက်ကပြည်ကြီးတကုံမြို့နယ်တာတလင်းကျိတ်ရက်ကွက်နေဒေါ်စန်းစန်းကျွေဟာနေအိမ်မှာရှိနေစဉ်ဆယ်နှစ်အရွယ်သားဖြစ်သူပြည်စုံကျော်ဟာအကိုဝန်းကွန်းတော်ဆက်သူ အသက်73နှစ်အရွယ်အောင်ခန့်ဦးထံတွားရောက်စော်ကစားမှဖြစ်ကြောင်းပြောဆိုပြီးထွက်သွားရကနေနေရင်ကိုပြန်လည်ရောက်ရှိလာခြင်းမရှိတဲ့အတွက်ရှာဖွေပေမဲ့မတွေ့ရှိရတာကြောင့်မလ9ရက်မှာတပ်ဆိုင်ရာကိုလူပြောက်တိုင်ကြားခဲ့တယ်လို့သိရပါဗျ။အဆိုပါကလေးနှစ်ဦးပျောက်ဆုံးမှုနဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးခဲ့ရာပသိမ်ကြီးမြို့နယ်ညောင်ဝန်းကျေးရွာနေအသက်16နှစ်အရွယ်ကျော်မင်းတို့အသက်18နှစ်အရွယ်အောင်ထွန်းဝင်းခေါ်ဘူးလုံး18နှစ်အရွယ်ဇေမျိုးတန်းခေါ်ဂျူမုံနဲ့ ဘိုးဘိုးဇော်တို့လေးဦးကပြည်စုံကျော်နဲ့အောင်ခန့်ဦးတို့နှစ်ဦးကိုလာရောက်ခေါ်ဆောင်သွားတယ်လို့သိရတဲ့အတွက်စစ်စေးရကနေပေါ်ပေါက်ခဲ့တယ်လို့သိရပါဗျ။ကျုံးလွန်တို့လိုယူဆရတဲ့စေကျော်တဲ့လူငယ်လေးဦးဟာရွှေဆောင်ရဖျားပွဲကိုတွားရောက်ခဲ့ပြီးတဲ့နောက်၎င်းတို့လေးဦးနဲ့အောင်ခန့်ဦးတို့ဟာထန်းရည်တောက်ခဲ့ပြီးပြည်ဆောင်ကျော်ဟာမှုန့်စားခဲ့ကြောင်းအောင်ခန့်ဦးဟာထန်းရည်တောက်ပြီးအပေါ့သွားနေစဉ်ကျော်မင်းသူအပါလေးဦးကအရင်ရက်ကအောင်ခန့်ဦးနဲ့စကားများခဲ့တဲ့ကိစ္စကိုမကျေနပ်တဲ့အတွက်ပညာပေးဖို့တိုင်ပင်ခဲ့ကြောင်း အဲ့နောက်အောင်ခန့်ဦးနဲ့ပြည်စုံကျော်တို့နှုတ်ကိုစင့်ကိုင်မျိုးနဲ့မီးသွေးဖုတ်ကြီးရွာအနီး YGW မိဘမဲ့ကြောင့်စင့်ကိုင်ရဲ့အနောက်ဘက်ကြောက်တောင်ကြီးမှာအောင်ခန့်ဦးကိုကြောက်ခဲနဲ့၎င်းတို့လေးကိုအတူထုရိုက်တတ်ခဲ့တာဖြစ်တယ်လို့စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်းသိရပါဗျ။ တေဆုံးသူကလေးငယ်နှစ်ဦးရဲ့ရုံလောင်းကိုရှာဖွေရာစင်ကိုင်မျိုးနဲ့ရဲရွာတဲ့ကျေးရွာနဲ့ဖလံပင်ကုန်းကျေးရွာသွားလန် YGW မြေဝမဲ့ကျောင်းအနီးကြောက်တောင်ကျေးမှာအောင်ခန့်ဦးရဲ့အလောင်းကိုတွေ့ရှိရပြီးအဆိုပါအလောင်းရဲ့တောင်ဘက်ပင်နေရာခန့်အကွာမှာပြည်စုံကျော်ရဲ့အလောင်းကိုထပ်မံတွေ့ရှိခဲ့ရတာဖြစ်တယ်လို့သိရပါဗျာ။